တည်တော်သူကြာရင်မေးဆိုတဲ့စကားလေးဟာကျမတို့ကက်သလစ်ခရစ်ယာန်တွေအတွက်တော့မဟုတ်ပါဘူးလို့ပဲပြောပြစီ။ဘာဖြစ်လို့ဒီလိုပြောရသလဲဆိုရင်ကျမတို့ကက်သလစ်ခရစ်ယာန်တွေဟာကွယ်လွန်သွားကြပြီဖြစ်တဲ့ပုံကူတွေကိုနေ့စဉ်နဲ့အမျှအမြဲတမ်းတည်ရပြီးဆုတောင်းပေးနေကြလို့ပါ။ဒါတွေမကပါဘူး။ကက်သလစ်သာသနာတစ်ခုလုံးအတိုင်းအတာအနေနဲ့နိုဝင်ဘာလ2ရက်နေ့ကိုကွယ်လွန်သွားကြတဲ့သူတွေအတွက် ဆုတောင်းပေးရတဲ့နေ့အဖြစ်သတ်မှတ်ပြီးတော့ဆုတောင်းပေးနေကြလို့ပါ။ကွယ်လွန်သွားကြတဲ့သူတွေရဲ့ဝိညာဉ်တွေအတွေ့တရားတော်မြတ်တွေဟောကြားပေးခြင်းဆုတောင်းပေးခြင်းနဲ့စေဝရီစိတ်ချင်းတွေကိုပြုလုပ်ကြပါရစေ။ကတ္တလိတာဒနာတော်မှာကောင်းကင်ဒုက္ခခံစားနေတဲ့ပုဂ္ဂိုလ်တော်မြတ်တွေရှိတယ်လို့အခုလောကမှာအသက်ရှင်နေထိုင်နေကြတယ်။ကျမတို့တွေကတော့ခရီးပြုနေတဲ့ပုဂ္ဂိုလ်တွေလို့ခေါ်ဆိုပြီးကွယ်လွန်သွားကြပြီဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုတော့ ဆက်ပြေနေကြတဲ့ပုဂ္ဂိုလ်တွေစုပြီးယုံကြည်ကြပါတယ်။ကက်သလစ်သာသနာတော်ရဲ့တွင်နေချက်တွေအရာကွယ်လွန်သွားကြပြီဖြစ်တဲ့ဝိညာဉ်လေးဟာအသက်ရှင်စဉ်အခါကပြုလုပ်ခဲ့ကြတဲ့အပြစ်တွေအတွေ့ဆက်ပြေနေတဲ့နေရာဌာနကနေလွမြောက်ဖို့မိမိတို့ဘာသာမိမိတို့မစွမ်းဆောင်နိုင်တယ်လို့သူတစ်ပါးကိုလည်းကူညီပေးနိုင်စွမ်းမရှိကြပါဘူး။ဒါကြောင့်အသက်ရှင်နေကြတဲ့ကျမတို့တွေအပေါ်မှာအများကြီးမူတည်နေပါတယ်။ ကျမတို့ရဲ့ဆူတောင်းပေးမှုတွေသူတို့တွေကိုရည်စူးပြီးပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုပဲအစင်မြော်ကိုစောင့်စားနေကြတဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်သာသနာတော်တစ်ခုလုံးကကွယ်လွန်သွားကြတဲ့ဝိညာဉ်တွေကိုမမိမလျော်ပဲတတိယပြီးဆူတောင်းပေးနေကြခြင်းဖြစ်ပါတယ်။ကျမတို့တွေရဲ့ဆူတောင်းပေးမှုတွေကုသိုလ်ကောင်းမှုတွေအားဖြင့်ကွယ်လွန်သွားကြတဲ့သူတွေရဲ့ဝိညာဉ်တွေဟာတက်တာနှစ်သိမ့်မှုကိုရရှိတဲ့အပြင် နောက်တစ်ချိန်မှာသူတော်သူမြတ်တွေဖြစ်သွားအောင်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ကောင်းတဲ့နေရာဌာနကိုရောက်ရှိအောင်ကူညီပေးနိုင်ပါတယ်။ဒီလိုအကူအညီမဲ့နေတဲ့ပုဂ္ဂိုလ်ရဲ့ဝိညာဉ်လေးကိုကျမတို့ကစုတောင်းမြတ်တာတွေအားဖြင့်ကူညီပေးခြင်းဟာတာပြီးကောင်းတဲ့လုံရဲ့မုံမြန်းတဲ့လုံရဲ့ဖြစ်တယ်လို့ခံယူထားကြခြင်းဖြစ်ပါတယ်ရှင်။